ုသမရရှိချင်းဖြစ်တဲ့နတ်ဆကဥက္ကဋ္ဌဘိုးချုပ်မူကြီးမင်းအောင်လိုင်တို့တွေ့ဆုံခဲ့ကြမှုဟာတေယုအနေနဲ့နတ်ဆကဘက်ကနေရက်တီကြောင့်ထပ်မံတက်တည်ပြလိုက်တာဖြစ်တယ်လို့ပို့မျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNL NCS မှာဥက္ကဋ္ဌဘိုးမူကြီးခွန်ဥက္ကာကစီရင်နိုင်တဲ့ဌာနကိုပြောပါရယ်။သူတို့နှစ်ဦးဟာရုရှားနိုင်ငံမော်စကိုမြို့မှာကျင်းပတဲ့1941 1945မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ280ပြည့်အခမ်းအနားကိုတက်ရောက်ခဲ့ကြပြီးနောက်2025ခုနှစ်မေလ9ရက်မှာတွေ့ဆုံခဲ့ကြတာပါ ။လက်ဆက်ကအနေနဲ့တရုတ်သမ္မတရှီကျင့်ဖြင့်တွေ့ဆုံခွင့်ရရှိရေးကိုခွင့်တောင်းလာတာဟာကာလတစ်ခုအထိရှိပြီဖြစ်ပြီးအခုအခမ်းအနားမှာတွေ့ဆုံခွင့်ရခဲ့တာဖြစ်ကြောင်းလက်ဆက်ကဘက်ကတရုတ်စီမံကိန်းတရှိရာလမ်းကြောင်းတွေကိုမထိန်းနိုင်ပါကတရုတ်အနေနဲ့မန္တလေးအထိဝင်ရောက်ထိမ့်သိမ်းပေးဖို့ရှိတယ်လို့ကြားရကြောင်းလဲပိုးမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO NCS မှာဥက္ကဋ္ဌပိုမှုကြီးခွန်ဥက္ကာက CNN တရင်ဌာနကိုပြောပါရယ် policy ရပြောရင်တော့တရုတ်ကအာဒီ SEC ဟောလေ NASA ကောထောက်ခံနေကြယူပဲနိုင်ငံရေးရပြီးတော့ဒါကြောင့်သူ့ကိုဆုံးရှုံးသွားတဲ့လာရှိုးတော်မှယူလလက်ကူပြန်ရအောင်တဲ့ဝါစီစဉ်ပေးခဲ့တာကိုတို့တူပဲတဲ့ကလိုအပ်လို့နောက်ထပ်ဟလာအဲ့ဒီလမ်းကြောင်းကိုမထိန်နိုင်ဘူးကပ္ပနာတွေများမယ်ဆိုရင်မန္တလေးထီတော်မှတဲ့အမီနဲ့ဝင်ရောက်ပြီးတော့အထိန်သိမ်းပေးဖို့စဉ်းစားတာလည်းရှိတယ်လို့ကြားပါတယ်ဒါကြောင့်ဒီ တူသမလာနဲ့တွေ့တာကဖြီးသွားဟန်နဲ့တွေ့တာပါဒါပေမဲ့တကယ်ပုံကြီးချက်ပြီးတော့ပြောရင်တော့တေးုပ်ပြီကိုဖိတ်ပြီးတော့တေးုပ်ပြီမှာခန္ဓာနဲ့ကြိုးစုံပြီးတော့တွေ့တာမဟုတ်ပဲနဲ့မော်စကိုမှာနေရောက်နေတုန်းမှာ side line လို့ခေါ်တာပေါ့နော် main event ကတော့ပြီးသွားပြီဒါပေမဲ့ side line တွေ့တဲ့သဘောပဲဖြစ်ပါဒါကြောင့် side line တွေ့တာကိုတော့ပန်တမန်ကိစ္စမှာတော့ဒါကဟိုအပူစုပေါ့လေအပူစုတွေ့တယ်နောက်ပြီးတော့ အပေးရရှိအပေးမယ်အပြန်လာမိတ်ဆက်မယ်အဲ့ဒီသဘောကိုတွေ့ရပါတယ်ဘာဖြစ်ဖြစ်တယောက်ကတော့စစ်ကောင်စီခေါ်ခေါ်ပေါ့လေ FCC နောက်မှာရပ်ပြတဲ့သဘောကိုတော့နောက်ထပ်ပြည်တစ်ခုပြလိုက်တာပေါ့တမရရှိကတရုတ်နိုင်ငံအနေနဲ့မြန်မာနိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်ရေးအကျိုးစားအာဏာနဲ့မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းရေးတို့ကိုအမြဲထောက်ခံအားပေးလျက်ရှိကြောင်းမြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနဲ့ ငင်းကြေးလုပ်ငန်းတွေမှာဆက်လက်ကူညီဆောင်ရွက်ပေးသွားမယ်လို့မေလ9ရက်ကနဆကဥက္ကဋ္ဌနဲ့တွေ့ဆုံဆင်မှာပြောကြားခဲ့တာပါမြန်မာနိုင်ငံအနေနဲ့မြန်မာနိုင်ငံရှိတရုတ်ဝန်တန်းအဖွဲ့အစည်းစီမံကိန်းတွေရဲ့ဘေးကင်းလုံခြုံမှုကိုလည်းတိကျအာမခံပေးဖို့လည်းသူကပြောကြားခဲ့တာဖြစ်ပါတယ်တရုတ်အနေနဲ့လုံခြုံရေးကိစ္စရပ်တွေနဲ့ပတ်သက်ပြီးနဆကရဲ့လှုပ်ဆောင်မှုတွေကိုစိတ်မချပဲစိုးရိမ်ပူပန်မှုတွေရှိတဲ့အတွက်ကျူတင်ဟန်တားလိုက်တဲ့သဘောဖြစ်နိုင်တယ်လို့တရုတ်မြန်မာအရေးလိလာတုံးသက်သူဒေါက်တာလှကျော်စောက CNN သတင်းဌာနကပြောပါရယ် အဲ့ဒါပူပန်တာလည်းပါတယ်ကြာဘာဖြစ်လို့လဲဆိုတော့ဒီဆစ်ဆိုတာတိတ်ဆိတ်ချရတာမဟုတ်လीတစ်ချက် တစ်ချက်သူမဘာသာတွေဘာတွေကနေတဆင်သူကတရားဆိုင်ခြင်းရေးတွေဘာတွေလဲလောက်တက်တော့အဲ့ဒီဟာကိုလည်းဂျီယိုဟန့်လိုက်တာဖြစ်နေတယ်ထင်တယ်ကျွန်မကြည့်တာလေဟုတ်တူပါဟိုဗမာပြည်မှာထားတဲ့ policy ကတသက်မထဲပဲဗျာနော်အဲသူကဗမာပြည်ကိုဟိုတီမေအေဂျင်စီကြီးနဲ့သူ့ရဲ့ဟိုကျမတို့နိုင်ငံမှာရင်းနှီးမြှုပ်နှံထားတဲ့ဟာတွေမထိခိုက်စေချင်ဘူးဗျာ အဲ့ဒီအခြေခံဘောကနေသူဆွေးနွေးမှာပဲသူဆွေးနွေးတဲ့အကြောင်းအရာတွေကလည်းဒါပဲလေနော်ဟိုနောက်ပြီးတော့အချက်ပါတာဒီမှာတွေ့လိုက်တာငရင်လှုပ်လို့ဟိုပျက်စီးသွားတဲ့ဟာတွေကိုလည်းသူတို့ကူညီပြီးဖြေရှင်းပေးပါမယ်ဆိုပြီးတော့ဟိုစစ်ကောင်စီကဒီပြည်ကဘောပဲအဲ့တော့သူကအခုလုပ်နေတာအပြစ်ခရဆိုင်ကြီးတွေလုပ်နေတာနော်အဲ့တော့ဒီဘုံကျဲနေတဲ့ကိစ္စတွေဘာလို့ညာလို့တဖြည်းဖြည်းရော့အောင်နည်းနည်းတွန်းတွန်းတိုက်တိုက်လုပ်နေတယ်ထင်တယ်ကျွန်မကြည့်တာ လေဟိုဘက်ကလည်းဟိုဘာလဲဟွန်းင်းပတ်တွေကိုလည်းဟိုဝင်းနကိုင်အဖွဲတွေကိုလည်းချောင်းဖြာစစ်ကောင်စီကိုလည်းချောင်းဖြာအဲ့လိုလုပ်နေတယ်နဲ့တူပါလားအဲတို့ရည်ရချက်ကတော့တောက်လျှောက်တသမတ်တယ်ပဲကျမတို့ဗမာပြည်ငင်းညမ်းစေချင်တာဖွံ့ဖြိုးတိုးတက်စေချင်တာသူတို့အဲသူတို့ရဲ့မဟာပြူဟာဖြစ်တဲ့ဒီပိုးလမ်းမကြီးစီမံကိန်းလေအောင်မြောင်ပေါ့ဗျာအပြည့်စီးမရှိအောင်ဒါပါပဲတရုတ်နိုင်ငံဟာဘင်္ဂလားဒေ့ရှ်နိုင်ငံရေးအပြောင်းလဲဖြစ်တဲ့ ဝန်ကြီးချုပ်ရှိခါစီနာထွက်ပြေးသွားပြီးအမေရိကန်နဲ့နှိစက်သူမိုဟာမက်ယူနိုအစိုးရအဖွဲ့တက်လာပြီးနောက်မြန်မာနိုင်ငံကိုပုံမှုချင်းကပ်လာတာဖြစ်ပါတယ်။နောက်ဆက်ကအနေနဲ့တရုတ်နိုင်ငံသားရဲ့ဝန်ကြီးဝမ်ယီတရုတ်ဝန်ကြီးချုပ်လီချန်းအပါအဝင်အထူးကိုယ်စားလှယ်တွေနဲ့အကြိမ်ကြိမ်တွေ့ဆုံခဲ့ပေမဲ့လည်းသမရရှိချစ်ဖြစ်တဲ့ပထမဆုံးအကြိမ်တွေ့ဆုံခဲ့တာဖြစ်ပြီးဒီဇင်ဘာလမှာရွေးကောက်ပွဲကျင်းပနိုင်ရေးကိုလည်းထပ်မံကတိပြုပြောကြားခဲ့ပြန်တာပါ။